မင်္ဂလာပါမိတ်ဆွေတို့ရေအနန္တ YouTube Channel လေးရနေပြီကြိုဆိုပါရစေ။ဒီနေ့မှာတော့မိတ်ဆွေတို့ပင်လေရေလိုသားကြီးတွေရဲ့ဒီအတက်ကျထွက်ချက်မှုတွေနဲ့တူရေထားရင်းနဲ့ရေတရက်တဲ့အကြောင်းကိုကျွန်တော်မိတ်ဆွေများဘဟုတုတ္တရရစီဖို့ကြောပြပေးတော်မယ်။ပင်လေဒီရေ တနည်းကိုနှစ်ကြိမ်အတက်ကြရှိပါလားရေတက်နှစ်ခါနဲ့ခြေချနှစ်ခါပေါ့ဒါကိုတော်တော်များများကတည်ပြီးသားဆိုပေမဲ့ဒီတက်တာချင်းတွေ့ရင်တော့ဒီနေ့ရေတက်တာနဲ့နောက်နေ့ရေတက်တာမတူပါဘူးဥပမာဒီနေ့၃နာရီရေတက်ပေမဲ့နောက်နေ့မှာ၄နာရီတက်ပါတယ်အဲ့ဒီလိုအချိန်မတူတဲ့အပြင်ဒီနေ့ရေတက်တာကကန်ဆာအပေါ်တပေလောက်ပဲရောက်ပြီးနောက်နေ့မှာတော့နှစ်ပေလောက်လည်းဖြစ်နိုင်တယ်လို့ တပေတော့မရှိတော့တဲ့အခါမျိုးလည်းရှိတတ်ပါတယ်။ဒါဟာရေထရက်နဲ့ရေတရက်တို့ရဲ့ကြွားချမှုပါပဲ။ကဲဒီကြောင်းနားလည်အောင်ပြောဖို့အတွက်ကျွန်တော်တို့တစ်ခုတော့လိုအပ်လာပါပြီ။အဲ့ဒါကတော့ဟော်ရီဘီမာတက်ကရင်လေးပါ။ဟုတ်ပါတယ်။ဟာမင်းတို့မင်းမတို့ကရင်ရှောက်လိုက်တာကွာ။လာစန်းတွေရောလာစုပ်တွေရော။ ဝါရီထက်လိုက်မထက်လိုက်နဲ့ဆိုပြီးတချို့ကအပြစ်ပြောတတ်ကြပေမဲ့ပင်နယ်လူသားကြီးတွေဒီချောင်းသင်းမုံမောင်းနေကြတဲ့သူတွေအဲ့လိုလူတွေအတွက်ကတော့မြမပြက်ကလေးဆိုတာအရန်ကိုအတော့ဝင်တဲ့ပြက်ကလေးတစ်ခုပါဘာလုံးတည့်ရတိုင်းပဲမြမပြက်ကလေးနဲ့မှလာမင်းကိုအဆင်လိုက်အဆင်လားတမတ်ထားကြအဲ့လာမင်းပိန်လိုက်ဖောင်းလိုက်ဖြစ်နေတယ်လို့ပဲပင်လေကြီးတွေကလည်းပိန်လိုက်ဖောင်းလိုက်အဲ့ဒီ ညာလန်တိုင်းညောလန်တိုင်းတက်တော်လိုက်ကြတော်လိုက်အဲ့လိုဖြစ်နေရတာပေါ့နော်ကဲခုကျွန်တော်တို့မြန်မာပြက်ကြရင်လာစန်းလေးရက်ကိုလှန်ကြည့်လိုက်ရအောင်အဲ့ဒီရက်ကလေးကိုမှတ်ထားပြီပါလာစုပ်လေးရက်ပဲဖြစ်ဖြစ်လာစန်းလေးရက်ပဲဖြစ်ဖြစ်အဲ့ဒီရက်မှာတက်တဲ့ဒီရေကိုကျွန်တော်တို့ကခေါင်းကြီးလို့သတ်မှတ်ကြခေါင်းကြီးဆိုတဲ့အတိတ်ကအမြင့်ဆုံးရှိတက်ရက်သူ လော်ကူမတားလို့ရပါတယ်အဲ့ဒီထက်လည်းရေထမတက်တော့အဲ့ဒီရက်လင်းနောက်တစ်နေ့ဆိုရင်ဒီရေက ပြန်ကျဖို့ပဲရှိတယ်မှတ်တာနော်လာဆန်း၄ရက်ဒါမှမဟုတ်လာထုတ်၄ရက်ကကောင်းရေဖြစ်ပါတယ်ပြီးရင်တော့ဒီပြန်ကျတော့ပါပြီလာဆန်း၄ရက်ကကောင်းရေဖြစ်ပြီးွားတဲ့ခါမှာလာဆန်း၅ရက်၆ရက်၇ရက်၈ရက်၉ရက်၁၀ရက်၁၁ရက်အထိကိုရေက တရဘီတရတရဘီတရကိုဒီဆုတ်ဆုတ်သွားတယ်ပေါ့နော်၁ရက်၁၁ရက်ဆိုရင်ရေကလုံးဝစင်းစင်းတည်ရက်၁ရက်၁၁ရက်ကိုရေစင်းစင်းတည်တဲ့ရက်လို့မှတ်ထားပြီပေါ့မိထချောင်းလဲမှာရေတက်ချိန်တော့မှရေဟာနည်းနေခဲ့တာပေါ့အဲ့လိုရက်တွေကိုရေတည်ရက်လို့ခေါ်ပါလေရေစမ်းတော့ရဲဆိုတာကရေမတက်တော့တာကိုပြောတာမဟုတ်ဘူးနော်ရေကတော့ ပုံမှန်မတနေ့ကိုနှစ်ကြိမ်တက်တယ်နှစ်ကြိမ်ကျတယ်ဒါကတော့နေ့စဉ်ပုံမှန်ပဲဆောဆောကပြောစလိုမျိုးပဲရေသေးရက်တွေဖြစ်တဲ့ဒီဆယ်ရက်ဆက်တဲ့ရက်တွေမှာရေဆင်းဆင်းတည်ရဲဆိုတဲ့အတိုင်းပင်လေဒီကကန်းတဲ့ဝေးစုံမှာ ရှိနေတဲ့ဒါမှရေတက်ပဲပင်လေဒီကကန်းဆက်ကိုရောက်မလာကူကန်းတဲ့ဟိုးဝေးစုံမှာပဲရှိနေအဲ့ဒါမျိုးကိုပြောတာပါနော်အဲဒါပဲ စနေနေ့ဆိုရင်တော့ဒီပြန်လဲရပါတယ်ဒီလဲနေဆိုရင်ဒီတက်တာပေါ့နော်အဲဒီပြန်တက်လာတဲ့စနေရနေ့ကနေစပြီးတော့ပြီးရင်73 75ပြီးရင်တရက်2ရက်3ရက်4ရက်နေ့ထိကိုဒီကတရက်ပြီးတရက်တရက်ပြီးတရက်ကိုတူတူပြီးတော့တက်တက်လာတယ်ပေါ့နော်4ရက်လာဆုံး4ရက်ဖြစ်ဖြစ်လာစမ်း4ရက်ဖြစ်ဖြစ်ကောင်းကြီးလို့မှတ်ထားပါစကားကိုကျွန်တော်ပြောခဲ့တယ်အခုအဲ့လိုမျိုးပေါ့ဆက်ဆိုရေဆင်းဆင်းတည်တဲ့ရက်ဆိုတာက10ရက်17ရက်မှာရေဆင်းဆင်းတည်တယ် ဒီဝိုင်းစနေနေ့ကနေစပြီးတော့ပြန်တက်လာတယ်။ဇတုံး၁၄၅၁၂၃၄ဆိုပြီးတော့၄ရက်နေ့တီကိုပြန်တက်တယ်။အဲ့ဒါက၄ရက်လေးရပါလေဆိုရင်ကောင်းပြီ။နော်အဲဒီဝိုင်းနော်သွားသွားလို့ပဲ။၅608ကပြန်ပြန်ဆုတ်ဆုတ်သွားမယ်။ဒါအဲ့လိုနဲ့၁၀ရက်၁၁ရက်တီကိုရောက်သွားမယ်။ဒါဂျေဆင်းဆင်း၁၀ရက်၁၁ရက်ဆိုတာဂျေဆင်းဆင်းတည်တာပေါ့နော်။ဒီလိုဆိုရင်ဒီမက်ဆေ့ချ်လုံးနဲ့ဂျီထားရဲ့ဂျီတရက်ကိုဟိုဖျော်ချတတ်ပြီလို့ထင်ပါတယ်ပေါ့နော်။ ဒါဆိုရင်ကျွန်တော်တို့အဲ့ရေထားရဲ့ရေတည်ရက်ဒီမှာငားတွေပစောင်းတွေကနန်းတွေဘလို့ဖမ်းကြမလဲဘယ်နေရာတွေမှာရှာဖွေကြမလဲဘလောက်ထိဝေဝေတော့ရမလဲဒီအကြောင်းကိုကျွန်တော်ပြောပြမယ်ရေထားရဲ့ဒီမှာဆိုပင်လေဒီကကန်းနဲ့ဒီဆုံးမှာရှိရတော့ငားရှာရတာလွယ်ကူပါတယ်ဖမ်းရလို့လိုမျိုးအားရလည်းရမ်းပေါ်တဲ့ပစောင်းဆိုင်တွေဆိုရင်အားကန်းဆက်မှာတစ်ခါတစ်ခုနေတဲ့လားရှိတတ်ကြအဲ့လိုရေထားရဲ့ဒီမှာတန်းငါးပစောင်းတွေရမ်းပေါ်တဲ့အပတ်ကြောင့် ကျွန်တော်ရောင်းချရရေးရတယ်ရမ်းချိုတယ်အခုရေးတဲ့ရက်အဲ့ဒီရက်တွေမှာကြတော့ဒီပယ်လက်တီကရေးတက်ချင်မှတော့မှကန်းအဝေးဆုံးမှရောက်နေအဲ့လိုပယ်လက်တီကကန်းနဲ့ဝေးဆုံးချက်သွားတဲ့အခါမှာအားဥတွေရတယ်ဒီကန်းနာကိုမလာတော့ငါးရီပစောင်းတွေကအဲ့ပယ်လက်ကြီးနဲ့ထဲမှာပဲဆင်းနေကြဒါကြောင့်မို့လို့ကျွန်တော်ငါးလျှောက်ပြရလားရမ်းခတ်ရေးတွေတော့ရှိတယ်ဒါပေမဲ့ငါးတွေကဟိုးကြီးအောင်မှပုံနေကြအဲ့မှာငါးချောင်ပြရတော့ နော်အဲ့ဒီအချိန်မှာရေသေရက်မှာငါးပစုံဟာအရန်ရောက်ဒါကြောင့်မို့အဲ့ဒီအချိန်ကျတော့ငါးပစုံစားရင်းနေဆိုရင်တော့စေတကြည့်ရဒါတော့ဒါကြောင့်မို့လို့အဲ့မိစေတို့ကပင်လေကိုတွားပြီးတော့ဒီလက်ဆက်တဲ့ဒါနာပစုံလေးတွေဝယ်စားမယ်ဘာလို့တွားကြမလဲဆိုပြီးစေကူးထားရင်အဲ့မြန်မာပြည်ထရေးကြီးမှာကြည့်ရေထားရက်ပလေးတွေကိုပဲတွက်ပြီးတော့လာခဲ့ကြပါလို့နော်အဲ့လိုပဲကော်ပြသည်ဘာဖြစ်လို့ဆိုတော့အဲ့ရေထားရက်မှာမှအာပစုံရပုံများပြီးအိုက်ပုံများတဲ့လက်ဆက်မှုဈေးချုံမှုမိတ်ဆွေတို့ကိုတကယ်ဂျုံတွေ့ကြည့်ချင်လို့ပါ โอเคဒီနေ့တော့ကျွန်တော်ဗီဒီယိုလေးကဒီလောက်ပါမယ်။နောက်ထပ်ဗီဒီယိုတစ်ခုမှာကျွန်တော်မဲမလာကျောင်းကခက်ခန်ကြမ်းတမ်းနဲ့ရေပရင်းလို့တင်စားခေါ်ကြရတဲ့ဒီကျောင်းကြီးရဲ့ကျောင်းကျွန်တော်ကိုယ်တိုင်ဆက်သွေးထားတဲ့ဗီဒီယိုနဲ့တင်ဆက်ပေးတော့မှာမဟုတ်ကျွန်တော် channel လေးကို like and subscribe လုပ်ပြီးကြပြီးတော့ဆောင်းတော့အားပေးကြပါအောင်နော်။ပင်လယ်သားရဲ့မိတ်ဆွေများအားလုံးကိုစိတ်နှပြချမ်းသာချမ်းသာကြပါစေခင်ဗျာ။ကျွန်တော်ပင်လယ်သားပါ။